အနိုကိုပြပြင်းထထန်အပြစ်တင်ခဲ့တဲ့ကာရီကာလီဗာပူးအသင်းရဲ့ခဏဝင်ကစားသမားဟောင်းဂျေမီကာရက်ကာကယာတီကုံမှစာချုပ်တန်တန်မတိုးပဲအသင်းနဲ့လမ်းခွဲတော့မဲ့အလက်ဇန္ဒားအနိုရဲ့ဆုံးဖြတ်ချက်ကိုကျေးဇူးကန့်နဲ့လုပ်ရဆိုပြီးတော့ပြပြင်းထထန်အပြစ်တင်ဝေဖန်ခဲ့ပါတယ်လီဗာပူးရဲ့ငယ်မွေးချန်ပေါက်အနိုဟာယာတီကုံမှအသင်းနဲ့လမ်းခွဲမဲ့အကြောင်းကိုမနေ့ကလူသိရှင်ကြားပြောဆိုခဲ့ပါတယ် အန်တို့ကသူ့အနေနဲ့စင်ခေါ်မှုအစ်စ်တွေကိုရင်ဆိုင်ခြင်းလို့လီဗာပူးကိုဆွန့်ခွာခဲ့တယ်လို့ပြောခဲ့ပေမဲ့ရီယယ်မက်ဒရစ်ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့သွားဖို့အတွက်ထွက်ခွာခဲ့တာဆိုပြီးတော့မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ကာရစ်ကာကအန်တို့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးကျွန်တော်စိတ်မဆိုးပါဘူးစိတ်ပြတ်တာပါ။အန်တို့ဟာသူ့အနာဂတ်အတွက်စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။မမနာမယ်မိုက်ကယ်အိုဝင်းစတဲ့ကစားသမားတွေကအသင်းကိုဆွန့်ခွာခဲ့ဘူးသလိုစတီဗင်ဂျာရက်ကလည်းဆွန့်ခွာဖို့နှိစက်ခဲ့ဘူးပါတယ်။ဒါပေမဲ့လီဗာပူးကအရင်ကလိုမဟုတ်တော့ပါဘူး။ အဲ့ဒီအချိန်တုန်းကလီဗာပူးထက်လက်ရှိလီဗာပူးကအများကြီးပိုကောင်းပါတယ်ဒီလိုအသင်းကိုငယ်မွေးချံပေါက်ကစားသမားကယုံကြည်မှုမရှိဘူးဆိုတာဖြစ်တင်ပါဘူးဆိုပြီးဖွင့်ရပြောဆိုခဲ့ပါတယ်ကဲလက်ဖွားနဲ့လက်ဖမိုးလိုပဲเนาะနှစ်ဖက်စလုံးကတော့သူ့အမြင်နဲ့သူမှန်နေတာပဲ